ဲ့ဒီလူတွေကိုကျွန်တော်ပြန်မေးမယ်ခမည်းတော်ကဘာလုပ်နေကြလဲခမည်းတော်ကဘာလုပ်ခဲ့ကြလဲနည်းနည်းတိုင်းပြည်အတွက်အားလုံးအတွက်လက်တွဲပြီးအလုပ်လုပ်ရမယ်အချိန်မှာကျွန်တော်ချစ်ကြပါကျွန်တော်တို့ကဘာနဲ့တူနေလဲဆိုတော့လှေတစည်းပေါ်မှာထိုင်ပြီးတော့မျက်နှချင်းဆိုင်လှောနေကြတာမျက်နှချင်းတော့ဆိုင်ပြီးလှောနေအဲ့လှေကဘယ်မှမရောက်တော့ဘူးလဲနေမှာပဲအလဲကောင်းမှာမျက်နှချင်းဆိုင်ပြီးဘာအလုပ်မှမဖြစ်ကြတဲ့ဘဝရောက်နေတာ ကြောချင်းဆိုင်ကြောချင်းကပ်ပြီးတော့ကျွန်တော်တို့လှော်ပြန်နေလဲဘဲမရောက်မှာမဟုတ်ညင်ညင်ညွညွနဲ့ကျွန်တော်တို့အလုတ်လုတ်ကြမယ်အချိန်မှာဘ누구မှအပြစ်မတင်ချေဘ누구မှအနာတွေမပြောချင်းကျွန်တော်တို့ဆိုနာစရာတွေအများကြီးကျွန်တော်တို့ဘဝမှာနာစရာတွေတပုံကြီးမိသားစုတွေအစိတ်စိတ်မှမှာကွဲကျွန်တော်ထောင်ထဲရောက်တဲ့အချိန်မှာကျွန်တော်အဖေနဲ့အမေကသေကျွန်တော်ပြအဖေနဲ့အမေနဲ့သေတာတော့မသိနောက်မှသိကျွန်တော်တို့အဖေတွေအမေတွေသေပြီကျွန်တော်ထောင်ထဲရောက်နေပြီကျွန်တော်သေမလို့ဖြစ်နေပြီအဲ့ရတဲ့လဲသွားပြီ အပေါ်သွေး210အောက်သွေး140နဲ့လဲသွားတယ်ကျွန်တော်ခန္ဓာကိုယ်ကြီးကိုဘယ်သူမှလာမကယ်နိုင်တော့ထောင်လေကောင်လမ်းမကြီးမှာပြစ်ထားလိုက်တာကံကောင်းလို့တဘာဝကပြန်ကုပြီလို့သူ့အလိုလိုပြန်ရှင်လာအဲ့ဒီဘဝတွေကျွန်တော်တို့ကြုံခဲ့ရတာဟုတ်ကျွန်တော်ဒီနေရာမှာ လာပြီးတော့ဟဲ့ကျွန်တော်ဒဏ်ရာကြီးတပြပြနဲ့အရသာခံနေမယ်လူမဟုတ်ကျွန်တော်တို့တော့ဒီဒဏ်ရာတွေရှိပါတယ်လို့ပြိတ္တရှိမှလာပြီးဟစ်ကြွေးပြီးတော့ ထောင်ထွက်လက်မှတ်လာရောင်းစားနေတာမဟုတ်အဲ့တော့အဲ့ဒီအချက်ကလေးတွေကိုကျွန်တော်တို့ပြန်စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ကနားစရာတွေအများကြီးပဲကျွန်တော်တို့အပြစ်မတင်ပါဘူးဘယ်သူမှအပြစ်မတင်ဘူးအစိုးရကိုလည်းကျွန်တော်အပြစ်မတင်ဘူးသူလည်းသူ့လို့သူလို့သွားတာပဲလေသူရှိတယ်လို့သူလို့တာပဲသူမှတလောက်ရှိတလောက်ပဲဖြစ်လို့မှာပေါ့ကိုရီးယားဒီထက်ပိုလို့အောင်ကျွန်တော်တို့ကတိုက်တွန်းရမှာ သူတို့ဒီတက်ဒီပို့ပြီးကောင်းအောင်လုပ်အောင်ကျွန်တော်တို့ကဘာပြန်လုပ်ပေးရမလဲဘလို့စလုပ်ပေးရမလဲဆိုတာကိုကျွန်တော်တို့ဘက်ကအရင်ဘာဖြစ်လို့မစဉ်းစားနိုင်ကြတာလဲကျွန်တော်နိုင်ငံသားရောက်သွားတယ်နိုင်ငံသားရောက်ဖို့လို့ကြွားတာမဟုတ်ဘူးနော်တက်တဲ့တူကဒီတစ်ခါရောက်ခုတာထောင်ထဲကထွက်မှာ passport ဆိုတာမြင်ဘူးလားတခါမှလည်းမမြင်ဘူးစိတ်သက်ခံစားကျွန်တော်ယူရရလည်းရှိသေးတယ်ဗျဘယ်မှမရောက်သေးဘူးဘန်ကောက်မှာလည်းရှိသေးတယ်ဘန်ကောက်ရောက်နေတဲ့ဗမာတွေကိုတွေ့လိုက်တယ် သူတို့မျက်နှာတွေအားလုံးကဗမာလူမျိုးတွေတော့ဘန်ကောက်မှာရောက်နေတဲ့ထိုင်းနေမဟုတ်ဘူးသူတို့မျက်နှာတွေကလွတ်လပ်နေတယ်သူတို့ကသူတို့ယုံနေတယ်ဘယ်နဲ့ကျွန်တော်တို့တိုင်းပြည်တွေကလူငယ်တွေရဲ့မျက်နှာကြည့်လိုက်ရင်ဟိုကြည့်လိုက်ဒီကြည့်လိုက်ဖြစ်နေတယ်ကျွန်တော်တို့တိုင်းပြည်တွေကလူငယ်တွေကသူတို့ကသူတို့ယုံကြည်မှုပြောင်းနေတယ်လူငယ်တွေမှာအပြစ်မဟုတ်ဘူးလှုပ်ခဲ့တဲ့လူတွေကြောင့်ဖြစ်တာကျွန်တော်တို့ကဒီလူငယ်တွေတော့မလှုပ်ပေးရမလဲပြန်စဉ်းစားပါမလှုပ်ပေးရမလဲဆိုတာကိုကျွန်တော်တို့စုပေါင်းပြီးဖြေရှင်းလိုက်ရင်တိတ်မကြဘူး အကုန်ပြီးသွားမှာအဲ့တော့ဘသူဘာမလို့မသေးဘူးလားဘာမလို့ပေးသေးဘူးလားလို့ပြောနေမယ်အစားကိုရီးယားစလုတ်လိုက်ဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ကိုယ်တိုင်ခံစားရတဲ့အဖြစ်အပျက်တစ်ခုကကျွန်တော်အမေရိကန်ကို ရောက်တဲ့အချိန်မှာကျွန်တော်ရဲ့ laptop ထဲကိုကျွန်တော်ရုပ်ရှင်သမားဖြစ်တဲ့အတွက်ကျွန်တော် software တစ်ခုဟိုအဲ့ထည့်ခြင်းတယ်အဲ့ဒီ software ကရုပ်ရှင်တီးဖြတ်တဲ့ software Final Cut Pro လို့ခေါ်တယ်။ဈေးကြီးတယ်ဒေါ်လာ900လောက်ရှိတယ်။အဲ့ဒီအိမ်မှာရှိတဲ့15နှစ်သမီးចောင်းသူလေးကသူစီမာ original ဝယ်ထားတဲ့ Final Cut Pro software သူစီမာရှိတယ်။အဲ့တော့ကျွန်တော်ကသူ့ကိုပြောတယ်။သမီးဦးလေးကိုအဲ့ဒီ software လေးတွင်းမိပါလား။ဘာမှမပင်ပန်းဘူးလေ။သူ့ရဲ့ password နဲ့ကျွန်တော်ထဲကိုတွင်းမိလိုက်ပြီးပြီးပမာပြပြန်လာကျွန်တော်အလုပ်လုပ်လို့ရတယ်။ ဘာပြန်ပြောလဲဆိုတော့ဘယ်ရမလဲအန်ကယ်တဲ့ကျမတို့ကမူပိုင်ခွင့်ကိုချိုးဖောက်တလို့ဖြစ်သွားမှာပေါ့ရှက်လိုက်တာရှက်လိုက်တာပမာပြီမှာကြတော့ကိုကခိုးကူးလို့ဆိုပြီးသူများတကာတွေကိုကျွန်တော်တို့လိုက်ဖမ်းရတယ်ကိုကိုနိုင်ကသူများဆီကခိုးဖို့သွားပြောမိတယ်ကို့ပြန်ပြောလိုက်တဲ့ကလေးက15နှစ်သမီးသူတို့ရဲ့အသွေးတွေအသားတွေကဥပဒေဆိုတာလိုက်နာရမယ်လို့ သိနေတာကျွန်တော်တို့ဒုံမိုးဓာရှက်ပြီးတော့ဥပဒေကိုလိုက်နာစမ်းလို့ပြောစရာမလိုအသွေးတဲ့အသားထဲမှာသိနေဘယ်ကားသမားမှမြင်းချားမှလူကူးနေတာကိုဖြတ်မမောင်းရက်ပြီးတယ်ဘယ်လူကမှလည်းလူကူးလို့ရပါပြီလို့မီးအစိမ့်လေးမလင်းမချင်မကူးဘူးဗျဘာကားမှလည်းမရှိဘူးရက်နေတယ်ဒီတိုင်းပဲစီကန်းဆိုတာလိုက်နာတတ်လာအောင်နေစဉ်ဘဝတွေကကျွန်တော်တို့လူငယ်တွေကိုသင်ပေးကြဖို့ လိုပြီးအဲ့ဒါအစိုးရကိုပြောမနေပါနဲ့ဒေါ်ဆန်းစုကြည်ကိုလည်းပြောမနေပါနဲ့ကို့ဘာကိုလှုပ်ပါကို့သားသမီးကိုကို့မိဘကလှုပ်ပင်းရတာပဲလှုပ်ပေးကြပါအဲ့တော့တစ်ခါလေးမှပြောတယ်ကျွန်တော်တို့တွေအကောင်းမြင်သမားနဲ့အဆိုးမြင်သမားကျွန်တော်လူတွေကိုကျွန်တော်တို့ဒီဝေဖန်ခဲ့တဲ့လူတွေဖြစ်တယ်အဲ့တော့ဟာဒီကောင်တွေကစကားတစ်ခုမှပြောရင်လည်းအမြင်နဲ့အဆိုးမြင်ဘက်ကပြောတယ်အကောင်းမြင်သမားတွေကလည်းပြောတယ်ကျွန်တော်တိတ်မုန်းတဲ့ဥပမာတစ်ခုရှိတယ် ပလင်းတစ်ခုထဲမှာဘာဆိုလဲမသိပါဘူးဗျာနွားနို့ဆိုလားမသိဘူးတဝက်ထဲ့တာရင်အကောင်းမြင်သမားပြောတယ်တဲ့အမေပလင်းထဲမှာနွားနို့တဝက်ကြီးများထောင်အစိုးမြင်သမားပြောတယ်ပလင်းထဲမှာနွားနို့တဝက်သေးပဲရှိတယ်ဒါ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 သူတို့ပြောကြတယ်နိုင်ငံသားအစာရေးဆရာကြီးလည်းရေးတယ်ဘမပြအဲ့ဒီအစာရေးဆရာကြီးကလည်းဦးချောင်ကြားနဲ့နိုင်ငံသားအကောင်တွေရေးအဟုတ်ပဲမှတ်မှတ်ပြီးလိုက်ပါတာပြန်လိုက်ကိုးကားဒါအကောင်းမြင်အစိုးမြင်မဆိုင်ဘူးဗျာ ်တဝက်ရှိတယ်တဝက်ရှိတယ်လို့မပြောလို့ဘယ်လိုပြောရမှာအပြည့်လို့ကျွန်တော်တို့ကပြောရမှာလားသူအကောင်းမြင်တဲ့အဆိုးမြင်တဲ့ပတ်သက်တော့ကျွန်တော်ဘာသွားတရိယာလဲဆိုတော့ကျိုးဆွဲချသေတဲ့လူတယောက်ကြောင်းအကောင်းမြင်သမားနဲ့အဆိုးမြင်သမားနမူနာပေါ့ဗျာအဲ့တော့အဆိုးမြင်သမားကသူ့လက်ဘေးမှာကျိုး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 ချိတ်တိုင်မှာချိတ်ဆိုတော့သူကဘယ်လိုပြောလဲဆိုတော့ငါသေခြင်းလို့ကျိုးချိတ်တာ ကျိုးများပြတ်ကြမှာဘယ်လိုလုပ်မလဲမသိဘူးဟောအဲ့ဒါအဆိုးမြင်သမားပေါ့အကောင်းမြင်သမားကဘာပြောလဲဆိုတော့မပူပါနဲ့ကွာတဲ့ရော့ငါကျိုးတစ်ချောင်းပေးပါမယ်တဲ့အဲ့တော့ခုနနွားနို့ဥပမာနဲ့ဒီဥပမာရှင်းကြည့်ပါဦးလောကကြီးမှာကျွန်တော်တို့ကအဆိုးတကြီးပဲမြင်ပြီးပြောခဲ့တာမဟုတ်ပါဘူးပုံမြင်တစ်ခုရှိတယ်ဗျအဲ့ပုံမြင်လေးတစ်ခုမှာအဖေကသားနှစ်ယောက်ကိုပညာပေးနေတာပေါ့တော့အကောင်းမြင်သမားနဲ့အဆိုးမြင်သမားသားအကြီးလုပ်တဲ့လူကအကောင်းမြင်တတ်တယ် အငယ်ကအဆိုးမြင်တတ်တယ်အဲ့တော့အဖေကဘာလုပ်လိုက်လဲဆိုတော့နေရာနှစ်နေရာခွဲပြီးတော့အိမ်ကိုယ်တော်နှစ်ခုထဲမှာတစ်ခုထဲမှာစိုက်ကဲထည့်ထားတယ်နောက်တစ်ခုထဲမှာကောက်ရိုးထည့်ထားတယ်အဆိုးမြင်သမားကိုစိုက်ကဲရှိတဲ့ဘက်ကိုသွားလိုက်တယ်မင်းအတွက်လက်ဆောင်သွားယူနောက်သားတစ်ကောင်ကိုကြတော့အကောင်းမြင်တဲ့တဲ့ကောင်ကြတော့မင်းအတွက်လက်ဆောင်ကောက်ရိုးပုံရှိတယ်တဲကိုညွှန်လိုက်တယ်သွားယူနောက်나ကြီးဝက်လောက်နေမှာအဖေကလိလာဖို့လိုက်သွားတယ် အစိုးမြင်သမားစိုက်ကယ်ကိုကောက်ကင်ပြီးတော့ဒီစိုက်ကယ်ဘာလို့ရမှာလဲစီလဲထည့်အောင်မယ်တက်လဲနင်းအောင်မယ်ဖင်လဲပူအောင်မယ်ဘာသုံးစားလို့မှမရတဲ့စိုက်ကယ်အဖေကငှလာပေးတယ်အလကားအဖေထိုင်ဆဲနေတယ်ကိုဘက်ကအကောင်းမြင်သမားကိုသွားကြည့်တယ်တော့ဟာဒါဆင်းတော့ငါသားကိုဘက်ကကောက်ရိုးပုံနဲ့ဂျင်းနဲ့နေပြီဘယ်ဟုတ်မလဲချွေးတန်တွေရွှဲရွှဲနဲ့ကောက်ရိုးတွေအကုန်ဖယ်ပြီးမြေကြီးတူးနေတယ်ငါသားဘာလုပ်နံလဲအကောင်းမြင်သမားကို ဘာမှမလုပ်ပါဘူးတဲ့အဖေကကောက်ရိုးပုံကြီးပဲတော့ပေးမယ်မထင်အောက်မှာတခုခုမြုပ်ထားမယ်ထင်လို့ရှားနေတာအဲ့ဒါကျွန်တော်ပြောချင်တယ်အကောင်းမြင်လို့အဆိုးမြင်လို့ဆိုတော့လောကမှာတတ်မှတ်မှုတစ်ခုပါပဲဗျာကိုမြင်ချင်တယ်လို့မြင်ကြပါဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာလိုအပ်တဲ့အရာတစ်ခုကိုတော့ကျွန်တော်တို့ပြောရတော့မှာပဲအဲ့တော့ကျွန်တော်ခုနကတည်းကပြောနေတဲ့အထက်မှာနိုင်ငံသားလို့ကျွန်တော်တို့ပြောရင်နိုင်ငံသားတယောက်မှာတယောက်ချင်းစီတယောက်ချင်းစီရဲ့အရေးကိစ္စရှိတယ်လို့ အစုအဖွဲ့ရဲ့အရေးကိစ္စဆိုတာရှိတယ်အစုအဖွဲ့ဆိုတာကျွန်တော်တို့ကပတ်ဝန်းကျင်နဲ့နေတာလူတွေနဲ့နေတာလူအစုအဝေးနဲ့နေတာဆိုတော့ကျွန်တော်တို့ရဲ့အတိုင်းဝန်းဆိုတာရှိလာမယ်ပေါ့အဲ့တော့စာအုပ်ထုတ်ထဲမှာ Prickles ကတခါပြောဘူးတယ်ဗျဘလို့ရေးလဲဆိုတော့လူဆိုတာတဲ့ကိုယ်အိမ်နဲ့ကိုယ်မိသားစုကိုစောင့်ရှောက်ရမယ်တာဝန်နဲ့ဝတ္တရားရှိတယ်အဲ့လိုပဲကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်ကိုစောင့်ရှောက်ရမယ်ဝတ္တရားလည်းရှိတယ်ကိုယ်တိုင်းပြည်နဲ့ကိုယ်ပြည်သူရဲ့အရေးကိုလည်း စောင့်ရှောက်ရမယ်တာဝန်ရှိတယ်နိုင်ငံသားတိုင်းနိုင်ငံသားတိုင်းဟာသူ့နိုင်ငံရဲ့တရားသူကြီးပဲဒီစကားလေးကိုပြန်စဉ်းစားကြည့်တန်ဖိုးကြီးတယ်ကိုမိသားစုအပေါ်မှာတာဝန်မကျေတဲ့လူတစ်ယောက်ကနိုင်ငံအတွက်တာဝန်ကျေဖို့ဆိုတာမဖြစ်နိုင်ကိုမိသားစုကမှတာဝန်မကျေတဲ့လူတစ်ယောက်ကကိုရက်ွက်ကိုတာဝန်ကျေဖို့ဆိုတာလည်းမဖြစ်နိုင်အဲ့ဒီလူတစ်ယောက်ဟာသူ့တိုင်းပြည်အတွက်ဘာတာဝန်မှမယူနိုင်တဲ့လူတစ်ယောက်ဖြစ်သွားလိမ့်မယ် ဲ့တော့ကျွန်တော်တို့ဟိုရှေ့ခုနကတော့ဟိုကိုညီမင်းကြီးပြောသွားတယ်လို့ပေါ့ကျွန်တော်တို့တရုတ်ပုံမြင်တဲ့ပုတ်ရှိကြဗျအဲ့တရုတ်ပုံမြင်ထဲမှာဘယင်ကသူ့နားမှာရှိတဲ့ပညာရှိအမတ်ကိုကျွန်တော်တို့ဟိုတုန်းကဆိုရင်တော့ဟိုပေါ်ဦးပေါ့ဗျာဟိုဥပေါ်ဦးပေါ့ခေါ်တယ်လို့ပဲသူကခေါ်လိုက်တယ်ဟဲ့အောင်နဲ့မင်းကမေးမယ်တဲ့ဟောဒီနန်းတော်ထဲမှာလူမိုက်ဘာတူလဲလူမိုက်နာမည်ကိုမင်းစာရွက်ပေါ်မှာရေးစမ်းအဲ့ ်ပညာရှိအမတ်ကထားရေးတယ်လူမိုက်ကသူလဲဘယင်ပဲဟာအဲ့ကွာမင်းငါ့ကြမှာလူမိုက်ပြောတာဘာလို့မင်းငါ့ကိုလူမိုက်လို့ပြောတာလဲဟုတ်ဘူးလေဘယင်ပဲပြောပြောနေပြီခမရဝင်ကြီးတွေကအသုံးမကျဘူးဆိုဟုတ်တယ်မလိမ္မာဘူးဆိုဟုတ်တယ်မလိမ္မာတဲ့ဝင်ကြီးတွေကိုခန့်ထားတဲ့ဘယင်ကလူမိုက်ပေါ့ ဘရင်ကဒီကောင်ကတော့ lesson ပေးနေပြီပေါ့။ကောင်းပြီ။ဒါဆိုရင်အဲ့ဒီဝင်ကြီးတွေမလိမ္မာဘူးဆိုတာငါပြောတာမှားတယ်။အဲ့ဒီဝင်ကြီးတွေအကုန်လိမ္မာတယ်။အကုန်အသုံးချ။ကဲဒါဆိုလူမိုက်ဘယ်သူလဲ။ပြန်ရေးတယ်။ဘရင်မဲတယ်။ဟွန်း။အမေမဟုတ်သေးဘူးလေကွာ။အကုန်လိမ္မာသွားပြီ။အကုန်အသုံးချသွားပြီ။အော်။နန်းတော်ကြီးတစ်ခုလုံးနဲ့မှအကုန်လုံးလိမ္မာပြီ။အကုန်လုံးအသုံးချတာမဖြစ်နိုင်ဘူး။တက်ရောက်တော့လူမိုက်ရှိရမယ်။အဲ့ဘရင်မဲဒါ။ဟာ။ အဒုက္ခပဲအဲ့ဘယင်ကဒါတော့သိကြီးမခံနိုင်တော့ဘူးပေါ့ဗျာနေတော့သိကြီးမခံနိုင်တော့ဆိုတော့ကောင်းပြီအဲ့ဒါဆိုရင်တော့မင်းဟာလူမိုက်တေးကြသွားပြီနန်းတော်တစ်ခုလုံးမှာအမိုက်ဆုံးဟာမင်းပဲငါအဲ့ဒါလိုပြောတယ်ကွာဘယင်အမိတ်ကဲဘာပြောကျင်သေးတယ်ဒီနန်းတော်တွေမှာဘသူလူမိုက်လဲပြန်ရေးတယ်ဘယင်ပဲဘာလို့လူမိုက်အကြံပေးတော့ခင်ဗျားနားထောင်နေတာဟုတ် အဲ့တော့ဘယင်ရမရတော့ဒီကတော့တော်တော်ဒေါသထွက်သွားပြီဘယ်ဘက်ကမှလက်ရှောင်ထွက်လို့မရတော့ဘူးလေဒီဘယင်ကအဲ့တော့မင်းကတခွန်းပဲပြောတော့မယ်ကဲလာအာနာဘကွတ်တာအဲ့ဒီကောင်ကိုရှာဖြတ်တလောက်စကားများတဲ့ကောင်ရှာဖြတ်လိုက်တော့ပြီးပြီစက်ထုတ်ကပြတ်တယ်အဲ့ဒီကောင်ကဲပြောသားစမ်းဘယ်ကောင်လူမိုက်လဲဘယင်ပဲဟမ်ဘာဖြစ်လို့တော့ဘယင်ရှိမှအမှန်တရားပြောမိတဲ့လူတယောက်ကိုရှာဖြတ်လိုက်တယ်ဆိုတာကဘာမှာတမိုင်းတွင်သွားပြီလူမိုက် ဲ့တော့ကျွန်တော်တို့နိုင်ငံသားဆိုတဲ့လူတွေကရှာဖြတ်ခြင်းနဲ့ဖြတ်ခံရမလို့စီပေါ့ဗျာကိုယ်အခွင့်အရေးနဲ့ကိုယ်တာဝန်ဆိုတာအမှန်လေးတွေတော့ပြောကြပါကျွန်တော်တို့ဒီဟာလေးပဲတိုက်တွန်းနေတာအဲ့တော့ကျွန်တော်တို့မှာကဟိုကျွန်တော်တို့ကတိုင်းပြည်တိုင်းသူပြည်သားနိုင်ငံသားဆိုတော့ကျွန်တော်တို့မှာခေါင်းဆောင်တွေရှိမယ်ဘယ်သူလဲတော့မသိဘူးခေါင်းဆောင်ကတော့အများကြီးပေါ့ဘယ်သူတွေတော့ပြည့်တော်မလဲမသိဘူးသူတို့မှာကျွန်တော်တို့နိုင်ငံသားတွေနဲ့အဲ့ဒီခေါင်းဆောင်တွေနဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးမှာကျွန်တော်တို့နိုင်ငံသားတွေကလည်းအရေးကြီးတယ် ဲ့တော့ကျွန်တော်တို့နိုင်ငံသားတိုင်းနိုင်ငံသားတိုင်းမှာနိုင်ငံသားရဲ့အခွင့်အရေးနဲ့တာဝန်ဆိုတာခုနကကျွန်တော်ပြောပြီးပြီဒီလေးကျိုးလေးနှချောင်းနဲ့ခြီးထားတာနောက်တစ်ခုကနိုင်ငံရေးအခွင့်အရေးနဲ့တာဝန်လည်းကျွန်တော်တို့မှာရှိပါတယ်ဒါလေးတွေလည်းကျွန်တော်တို့သဘောပေါက်သိခြင်းနဲ့နောက်လူမှုရေး ခွင့်ရေးနဲ့တာဝန်ဆိုတာလည်းရှိအဲ့တော့ကျွန်တော်တို့နိုင်ငံသားအခွင့်အရေးတာဝန်ဆိုတာကရိုးရိုးလေးပါအားလုံးလည်းသိပြီးသားတခါလေကြတော့မေ့နေတာလည်းဖြစ်နိုင်ပါတယ် အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တယောက်ချင်းနဲ့ပဲဆိုင်တယ်ကျွန်တော်တို့လွတ်လွတ်လပ်လပ်ပြောကျင်တာပြောခွင့်ရှိတယ်ကျွန်တော်တို့ဆန္ဒနဲ့ကျွန်တော်တို့ထုတ်ဖော်ခွင့်ရှိမယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့သဘောစီတန်းလှည့်လည်ခွင့်လည်းရှိမယ်ဒါကုသဘောနဲ့ကိုနော်လှုပ်ချင်လှုပ်လို့ရတယ်မလှုပ်ဖဲနေချင်လည်းနေလို့ရတယ်ဟာငါတို့ကတော့လက်ပတ်ပြီးတော့ဆန္ဒပြနေဟိုကောင်တွေကအိမ်ထဲမှာအိမ်နေအပြစ်မပြောချင်သူ့သဘောနဲ့သူလှုပ်ပါစေအိတ်ချင်တဲ့လူကအိတ်ပါလိမ့်မယ်လှုပ်ချင်တဲ့လူကလှုပ်ပါလှုပ်တဲ့လူကိုလည်းမလှုပ်တဲ့လူကအပြစ်မပြောသင့်တယ်လို့ မလုတဲ့လူကိုလည်းလုတ်ပါလို့လိုက်တိုက်တွန်းမှုလည်းမလိုပါဘူးသူ့သဘောနဲ့သူပါဒါတယောက်ချင်းစီရဲ့အခွင့်အရေးဒါကျွန်တော်ပြောချင်တဲ့နိုင်ငံသားအခွင့်အရေးနိုင်ငံရေးအခွင့်အရေးဆိုတာကြတော့အဲ့လိုမဟုတ်တော့ဘူးနိုင်ငံရေးအခွင့်အရေးဆိုတာကြတော့မဲပေးခွင့်ရှိမယ်ရွေးကောက်ပွဲကိုဝင်ပြိုင်ခွင့်ရှိမယ်ပြီးတော့ကျွန်တော်တနိုင်ငံလုံးအကျိုးကျေးဇူးဖြစ်ထွန်းမယ်လို့ထင်တဲ့ကိစ္စတွေပေါ့အခုလိုပရာဟိတလုပ်ငန်းတွေဟလာဟိုစာကြည့်တဲ့လုပ်ငန်းတွေစသဖြင့်ဒါတွေကိုလည်းကျွန်တော်တို့စုပေါင်းပြီးလှုပ်ဆောင်ခွင့်ရှိမယ် နောက်တစ်ခုကတော့ရွေးကောက်ပွဲမှာပါဝင်ခွင့်မရရင်တပိတ်မောက်ခွင့်လည်းရှိဒါနိုင်ငံရေးခွင့်ရေးပဲအဲ့တော့ဒီပုံမှာကျွန်တော်တို့ထောင်နေနေတော့ဖတ်လိုက်ရတဲ့စာတွေကျွန်တော်တို့ထောင်ပြင်ရောက်တော့မှစာမဖတ်ရတာလည်းရှိတယ်အဲ့တော့အဲ့ဒီစာတွေဖတ်လိုက်တဲ့အခါမှာတချို့ကအမြင်အမျိုးမျိုးရေးတယ်ဗျအဲ့တော့ကိုယ့်ဘာသာကိုကြောင်တောင်တောင်ရေးခြင်းရေးကြပါဗျာဟိုဒီမှာစာရေးဆရာရှိပါတယ်စော်ကားခြင်းလို့မဟုတ်ပါဘူး ိုရေးကျင်တာကို ရေးပြီးတော့မှကျွန်တော်တို့စာဖတ်ပရိသတ်တွေကိုတို့ကအမြင်အမျိုးမျိုးဆိုတာလက်ခံရမယ်မတူညီတဲ့အမြင်အမျိုးမျိုးဆိုတာရှိရမယ်ဆိုတာကိုရိုက်သွင်းကြတယ်အခါမှာမသိနားမလဲတဲ့လူငယ်တွေဟာအဲ့ဒီနောက်ကိုပါသွားတတ်ပါတယ်အဲ့ကျွန်တော်ကတော့ဒီနေရာမှာလူငယ်တွေအတွက်နိုင်ငံရေးစာပေကိုလေ့လာတဲ့လူငယ်တွေအတွက်စကားလေးတစ်ခွန်းပဲပြောချင်တယ်အမြင်အမျိုးမျိုးရှိနေတာဒီမိုကရေစီပဲလက်ခံတယ် အဲ့ဒါနိုင်ငံတစ်နိုင်ငံမှာအမြင်အမျိုးမျိုးရှိနေရင်ဒီမိုကရေစီပါလက်ခံပေးပါဒါပေမဲ့လူတယောက်တည်းမှာအမြင်အမျိုးမျိုးရှိနေရင်တော့စိတ်ကစင့်ကလေးရာယောဂါလို့ခေါ်ပါတယ်သတ်မှတ်ပေးလိုက်ပါကျွန်တော်တို့စီမှာအဲ့လိုတယောက်တည်းမှာအမြင်အမျိုးမျိုးရှိနေတဲ့လူတွေတဖြည်းဖြည်းများလာတယ်သတိထားကြပါရက်ရွာကိုဒုက္ခပေးတတ်ပါတယ် ဲ့တော့ခုနထောင်ထဲမှာလို့ကျွန်တော်ပြောလိုက်တဲ့စာဖတ်ရတယ်ဆိုတော့ဆရာညီမညီပါလည်းပြောပါတယ်လူငယ်တွေကိုစာဖတ်ခိုင်းမှာဘယ်သူကဘယ်သူကိုမသိဘူးမြတ်တန်တဲ့ရတော်မြတ်တန်တဲ့ပါညာဟုတ်ပြီဒါပေမဲ့နိုင်ငံရေးနဲ့နီးစပ်တဲ့လူတွေနဲ့ကျွန်တော်ကနေခဲ့တာတိုင်းပြည်တပြည်လုံးကိုကဲတင်မယ်လို့ကိုယ့်ကိုယ်ကိုဒေါန်းဒီမောင်းဒီနဲ့အော်ဟစ်ကြုံွားခဲ့တဲ့နိုင်ငံရေးသမားကြီးတွေနဲ့ကျွန်တော်နေခဲ့ရတာအရန်ပဲတော်ကြပါတယ်ခုနဆရာညီမညီပြောသလိုပဲကျွန်တော်တို့ရှေ့မှာပြောတယ်ဘာပြောလဲလို့ဆိုတော့ အရှိကနေဝင်ထွက်ဒီဘက်မှာဖတ်ဘူးလားတဲ့။ဟောဟုတ်ကဲ့ဖတ်ဘူးပါတယ်။အဲဆရာရွှေဥတော်ရဲ့အကောင်းဆုံးလက်ရာပဲဟင်။ဟာဒုက္ခပဲ။ကျွန်တော်မဆက်ပြောရမလား။အဲအဲ့ဒါလူတွေကကျွန်တော်ထောင်ထဲမှာတွေ့ခဲ့ရတယ်။အများကြီးပါ။ဒါပေမဲ့သူများတွေစာမဖတ်တာကိုကျွန်တော်မပြောတော့ဘူး။လူငယ်တွေကိုပဲပြောချင်တယ်စာဖတ်ပါ။တိတ်ပြီးရှည်ကြီးမပြောချင်စာဖတ်ပါဆိုတဲ့စကားတစ်ခုမှပြောချင်တာ။ ဲ့ဒီကျွန်တော်နဲ့တွေ့တဲ့လူငယ်တိုင်းကိုကျွန်တော်ပြောလေပြောတာရှိတဲ့စကားကတော့စာဖတ်ပါပဲတခြားစကားကျွန်တော်မပြောတတ်ဘူးသူတို့ဘာဖတ်မလဲလို့စက်မေးရင်နောက်ကျဆက်ပြောမယ်လीအဲ့တော့ကျွန်တော်တို့တွေ့နေရတဲ့လူငယ်တော်တော်များများစာဖတ်ကြတယ်တချို့စာမဖတ်ကြဘူးအဲ့တော့ဟိုရှေ့တုန်းကပုံမြင်နေရလို့ပဲမဖတ်ကြတဲ့လူကိုဖတ်တဲ့လူကပြန်ပြောပေါ့ဒါပဲရှိတာပဲအဲ့မဖတ်သေးတဲ့လူကိုဖတ်အောင်လားကျွန်တော်တို့ကတဖြည်းဖြည်းချင်းနဲ့တို့ဟိုဘယ်လိုခေါ်ရမလဲကျွန်တော်တို့ဟိုနှိုးဆော်ပေးနေရတာ အခုနကျွန်တော်ပြောခဲ့တဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးနဲ့နိုင်ငံသားတယောက်ရဲ့တာဝန်နိုင်ငံရေးအခွင့်အရေးနဲ့နိုင်ငံရေးတာဝန်ရှိတယ်လို့လူမှုရေးအခွင့်အရေးဆိုတာလည်းရှိတယ်ဒါကတော့တိတ်ပြီးတော့ပြဿနာမရှိဘူးဗျအဲ့ဒါကတော့ကျွန်တော်တို့မှာတန်းတူညီမျှခွင့်တို့စီးပွားရေးကိုတန်းတူညီမျှလုပ်ခွင့်တို့ငင်ကြားခွင့်တို့စေကုသခွင့်တို့ဆိုတဲ့လူမှုရေးအခွင့်အရေးတွေပေါ့အဲ့ဒီအခွင့်အရေးတွေရှိတဲ့အခါမှာတိုင်းပြည်သားတွေတခုတော့သိစေချင်တာတခုရှိပါတယ်ကျွန်တော်တို့နိုင်ငံသားတွေမှာစီးပွားရေးတခုခုကိုတယောက်သေးကလဝကြီးအုပ်ပြီးမောင်းပိုင်စီးနေရင် ကန့်ကွက်ဆန္ဒပြဖို့တိုင်းနိုင်ငံသားတိုင်းရဲ့တာဝန်ရှိအဲ့ဒါလေးတော့တတ်ဘူးအဲ့တော့ကိုပါဝင်ကိုရဲ့ပတ်ဝန်းကျင်ကိုရဲ့နိုင်ငံရဲ့အကျိုးကိုကိုမမလုပ်ဘူးဆိုရင်ဘယ်သူလုပ်မှာလဲဆိုတဲ့အကြောင်းကြောင့်ကျွန်တော်ဒီနိုင်ငံရေးရဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးနဲ့တာဝန်ကိုရှင်းပြအဲ့လိုမှမဟုတ်ရင်တော့ကျွန်တော်တို့ကတစ်ခါလာလဲလမ်းပေါ်ထွက်ပြီးတော့ နိုင်လူခွင့်ရချက်ချင်းပေးလူခွင့်ရချက်ချင်းပေးအဲ့ဒါလိုအော်တိုင်းသာကျွန်တော်တို့တိုင်းပြည်ပြေဝါပြီးတိုးတက်ကြမယ်ဆိုရင်တော့ကဘာကြီးလည်းအတန်ဝင်လို့တည်တာကြာတော့ပြီကိုမမလုတ်ခဲနဲ့တော့ကိုတာဝင်မှကိုမချေပြွန်မဲနဲ့တော့မရဘူးပေါ့ဗျာအဲ့တော့ကျွန်တော်တို့အချင်းချင်းတွေမှာလည်းကျွန်တော်ကိုချင်းချင်းပြောရတယ်လှဲ့ပြားမှုတွေကျွန်တော်တို့များတယ်ဗျကျွန်တော်တို့1988ခုနှစ်ရေးတော်ဘုံကြီးကာလမှာကျွန်တော်တို့ပါခဲ့တယ်ကျွန်တော်တို့2009ခုနှစ်မှာလည်းပါခဲ့တယ်အဲ့ဒါတွေအကုန်လုံး ကိုကိုကိုလိန်လယ်မှုတွေကျွန်တော်တို့ရှိတယ်အဲ့ဓာဒီကိုကျွန်တော်တို့ကအမှန်တိုင်းဝန်ခံဖို့လေလို့တယ်ပြည်သူတွေရှိမှကျွန်တော်တို့ဝန်ခံရမယ်အမှန်မှကျွန်တော်တို့မှဘာပန်းနိုင်မှမရှိဘဲနဲ့လုံမိလို့ပြက်ခဲ့တာကျွန်တော်တို့ဘာရှိရွယ်မှမသိဘူးကျွန်တော်အမှန်တိုင်းဝန်ခံနေတာကျွန်တော်ကိုကျွန်တော်သိတယ်ကျွန်တော်တို့ပါရင် ပြီးရောဆိုတဲ့စိတ်နဲ့ဝင်လို့တာမကြင်တတ်တာတခုတည်းနဲ့ဝင်လို့တာစိတ်ခံစားမှုတခုတည်းနဲ့ဝင်လို့တာဒါကျွန်တော်အမှန်တိုင်းဝန်ခံနေတာ ဲ့တော့ကျွန်တော်တို့အခုချိန်အခုခါအခုကာလမှာတော့စိတ်ခံစားမှုတစ်ခုလည်းနဲ့မလုပ်ကြပါနဲ့တကယ်လုပ်ပါလုပ်ချင်ရင်လုပ်ပါထိတိရောက်ရောက်တိုင်းပြည်အကျိုးရှိမယ်လို့ထင်ရင်ကိုယ်တိုင်းပြည်တိုးတက်မယ်လို့ထင်ရင်ခင်ဗျားတို့ကျွန်တော်တို့စီမှာပန်းတိုင်တစ်ခုတော့ရှိတယ်ဘယ်ဟုသွားမှာလဲဘယ်ဟုသွားမှာလဲဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဒီမှာဆရာတော်ယဟန်တော်တန်ဃာတော်ကြီးများလည်းရှိဖျားနိဗ္ဗာန်ကိုသွားခြင်းလဲဆိုရင်ရေလမိုက်တယ်ဩ sorry ကတော့ အရန်ကောင်းတယ်ဘယ်လိုပြောရမလဲမသိဘူးအဲ့လို sorry အဲ့လိုပြောပြောပြောခဲ့တဲ့အထက်မှာနိဗ္ဗာန်ကိုသွားရမယ်ဆိုရင်သွားမယ်လမ်းကိုဘုရားညွှန်ပြခဲ့တယ်ဗျမက်ခင်ရှိပါဒါကျွန်တော်ဘုရားနဲ့မနိုင်ကောင်းနိုင်ကောင်းနိုင်နေတာမဟုတ်ပါဘူးလူတွေအကိစ္စဖြစ်လာတဲ့အတွက်အရေးကြီးတယ်ကျွန်တော်တို့ကဘယ်ကိုသွားမှာလဲဘယ်ပန်းနိုင်ကိုသွားမှာလဲကျွန်တော်တို့ရဲ့ဘုရားမြတ်စွာဘုရားကမနိုင်ဆိုတာ နိဗ္ဗာန်လို့ပြတာတယ် ပြထားတဲ့နိဗ္ဗာန်ကိုမဲ့ခင်၈ပါးနဲ့သွားပါလို့ပြောထားတယ်ကျွန်တော်တို့ကဘယ်လိုသွားမှာကျွန်တော်တို့တိုင်းပြည်ကဘယ်လိုသွားမှာတရုတ်နဲ့ကလာချာညံ့နေတဲ့တိုင်းပြည်ကဘယ်လိုသွားမှာကိုသွားမဲ့လမ်းကိုကိုသိအောင်အရင်လုပ်ကြပါဦး